က်ရှုခြင်းအစီအစဉ်မှကြိုဆိုပါရစေ။ဟေရှာယအနာဂတိကျမ်းအခန်းကြီး30အငယ်1မှ34ငတ်မွတ်သောသူတို့ကိုတရားရှုံးစေခြင်းက၎င်းငါဤလူမျိုးတွင်စင်ရဲသားတို့၏အခွင့်အရာကို ရုပ်သိမ်းခြင်းက၎င်းမုတ်ဆိုးမားတို့ကိုညှင်းဆဲ၍မိဘမရှိသောသူတို့၏အုပ်စာကို လူယူခြင်းက၎င်းမတရားသဖြင့်စီရင်သောသူ စက်တဲစွာသောမှတ်ချက်ကိုမှတ်သားသောစာရေးတို့သည်အမင်္ဂလာရှိကြ၏ငါကြည့်ရှုစီရင်သည့်ကာလအဝေးကရောက်လက်တန့်သော ဖြက်စည်းခြင်းဖြစ်သည့်ကာလ၌တင်တို့သည် ချမ်းသာရအံ့သောငါအဘယ်သူထံသို့ပြေးကြလိမ့်မည်နီတင်တို့စည်းစိမ်ဥစ္စာကိုအဘယ်မှာတူထားကြလိမ့်မည်နီငါယေရှုကို မခံရသောသူတို့သည်ချုပ်ထားလျက်ရှိသော သူတို့အောက်မှာဥချရကြလိမ့်မည် အသေးသက်ချင်းကိုခံရတော့သူတို့အောက်မှာလဲရကြလိမ့်မည်။သို့တော်လည်းအမျက်တော်သည်မငိမ့်၊လက်တော်သည်ဆန့်လျက်ရှိသေး၏။အာရှုရိလူသည်အမင်္ဂလာရှိ၏။ငါအမျက်ဤလှန်တံဖြစ်၏။သူကင်သောတောင်ဝေးသည်ငါတံပေးစီရဖို့ဖြစ်၏။အတ္တမလူမျိုးရှိရာသို့သူကငါစေလွတ်မည်။ငါအမျက်ခံရာ လူစုကိုလူယူဖြစ်စည်း၍လမ်း၌ရှွန့်ကိုကဲ့သို့ကြော်နှင်းစေခြင်းကသူကငါမာထမည်။ တို့တော်냐လဲသူသည်အခြားသောအကြံအခြားသောအလိုရှိသူသည်ဖြက်စည်း၍များစွာသောလူမျိုးတို့ကိုပယ်ရှင်းခြင်းကအလိုရှိသူသည်အဘယ်သို့ဆိုသနည်းဟုမူကားငါ၏မူမတ်တို့သည်မင်းကြီးဖြစ်ကြသည်မဟုတ်လောကာလနောမြို့သည်ခါခေမိတ်မြို့ကဲ့သို့၎င်းဟာမတ်မြို့သည်အာပတ်မြို့ကဲ့သို့၎င်းရှမာရိမြို့သည်တမသက်မြို့ကဲ့သို့၎င်းဖြစ်သည်မဟုတ်လောရှမာရိယုတ်ထုနှင့်ယေရုရှလင်ယုတ်ထုထက်တာ၍ မြတ်သောရုတ်တုစင်တူကိုကိုးကွယ်သောတိုင်းနိုင်ငံများကိုငါလူယူတကယ်တို့၎င်းရှမာရိမြို့နှင့် သူဤရုတ်ထုတို့ကိုငါပြုတကယ်တို့၎င်းယေရုရှလင်မြို့နှင့်သူဤရုတ်ထုတို့ကိုငါပြုမည်မဟုတ်လောဟုဆိုတတ်၏သို့တော်လည်းသာရဖျားသည်ဇီးအောင်တောင်းနှင့်ယေရုရှလင်မြို့၌အမှုတော်ကိုလက်ဆတ်တတ်တော်မူပြီးမှ အာရှုရိရှင်ပြင်ဤမာနထောင်လာခြင်းမော်သောမျက်နာနှင့်စော်ကားခြင်းကိုငါကြည့်ရှု၍စီရင်မည် ်ထိုမင်းကငါသည်ကိုလယုံတတိနှင့်ကိုညံအားဖြင့်ငါတတ်နိုင်၏ပညာတတိနှင့်ငါပြည့်စုံ၏လူမျိုးနေရာအပိုင်းခြားတို့ကိုငါရွှေ့ပြီးသူတို့ဤဘန္နာကိုလူယူပြီးဘရင်တို့ကိုသူရဲကဲ့သို့နှိမ်ချပြီးငါလက်သည်ငှက်တိုက်ကိုတွေ့တကဲ့သို့လူတို့ဤဥစ္စာပစ္စည်းကိုတွေ့ပြီးစွန့်ပစ်သောငှက်ဥတို့ကိုသိမ့်ယူတကဲ့သို့မြေကြီးတန်စာရှိသည်များတို့ကိုငါသိမ့်ယူပြီး အပေသူမြအကြောင်းကိုမလုပ်နှုတ်သီးကိုမဖွင့်မမီမတွန်ဟုဆိုသည်ဖြစ်၍စိတ်လုံးသည်ကင်သောသူကိုလှုပ်တကယ်သို့၎င်းတောင်ဝဲသည်မိမိသခင်ကိုခြိကြွတကယ်သို့၎င်းပစိန်သည်ခုတ်သောသူကိုစော်ကားရမည်လောလွှသည်တိုက်သောသူကိုရံပြွ၍ထောင်လွှားရမည်လောထို့ကြောင့်ကောင်းငင်ပိုချေသခင်အရှင်ထာဝရဖျားသည်ထိုမင်းဤစုဝသောသူတို့၌ပိန်ကြုံခြင်းကိုတွင်ပေတော်မူမည် သူဤဘုံအောင်၌လဲမီးလောင်တကဲ့သို့လောင်စီခြင်းကရှို့တော်မူမီဣတရီလာအမျိုးဤအလင်းသည်မီးဖြစ်တော်မူမီတန့်ရှင်းသောဖျားသည်မီးလျံဖြစ်တော်မူမီ တနည်းချင်းတွင် ထိုမင်းဤစူးပင်အမျိုးမျိုးတို့ကိုမီးရှို့၏ကျွမ်းစီတော်မူမီတောဤဘုံကို၎င်းအတိအနှံထွက်သောလယ်ဤဘုံကို၎င်းသူဤကိုခန္ဓာနံဝိညာဉ်နဲ့တကွာကုံစီတော်မူသဖြင့်ထိုမင်းသည် နာတော်သူကဲ့သို့အာရလိမ့်မည် ကျွင်းသောတောပင်တို့ကိုသူငယ်သည်စည်ရင်းယူနိုင်အောင်အနှဲငယ်မြသာဖြစ်လိမ့်မည်ထိုခါမှစ၍ဘေးလွတ်လျက်ကျွင်းသောဣတရီလအမျိုးနှင့် ရာကုတ်အမျိုးသားတို့သည်မိမိတို့ကိုညှင်းဆဲသောသူ၌နောက်တဖန်မကိုစားပဲဣတရီလအမျိုး၏တန့်ရှင်းသောအရှင်ထာဝရဘုရား၌အမှန်ကိုစားကြလိမ့်မည်ကျွင်းသောသူတည်းဟုသော ရာကုတ်အမျိုး၌ကျွင်းသောသူတို့သည် တကိုးကြီးတော်မူသောဖျားသခင်ထံသို့ပြန်လာကြလိမ့်မည် အိုဣဒရီလာအမျိုးတင်ဤအမျိုးသားတို့သည်သမုတ်တရားသဲလုံးနှင့်အမျှများတော်လဲကျွင်းသောသူတို့သာလျှင်ပြန်လာကြလိမ့်မည်စီရင်ဆုံးဖြတ်သောတုတ်တင်ပယ်ရှင်းခြင်းသည်တရားသဖြင့်လွမ်းမိုရလိမ့်မည်ကောင်းငင်ပိုချေအရှင်ထာရဖျားသည် မြေတပြင်လုံးအလယ်၌စီရင်ဆုံးဖြတ်သောတုတ်တင်ပယ်ရှင်းခြင်းကို ပြုတော်မူလိမ့်မည်ထို့ကြောင့်ကောင်းငင်ပိုချေသခင်အရှင်ထာရဖျားမိန့်တော်မူသည်ကစည်းရုံမြို့၌နေသောငါဤလူမျိုး အာရှုရီမင်းကြောင့်မကြောက်နဲ့သူဤကျိန်လုံးနဲ့တင့်ကိုရှိုက်မြည်အေဂုတ်တုမင်းပြုတ်သည်နီးတူ သူဤလန်တန်ကိုတင့်ဤအပေါ်မှာမိုးလိမ့်မြည်သို့တော်လဲခဏကြာပြီးမှ သူတို့သည်ပျက်စီးခြင်းသို့ရောက်တော်အဖြစ်ငါအမျက်သည်ငြင်း၍ငါစိတ်လဲပြေလိမ့်မြည်ကောင်းငင်ဖို့ချေအရှင်ထာရဖျားသည်ဩရဘကြောင့်နာမှာမိဒရန်အမျိုးသားတို့ကိုတန်ခတ်တကယ်သို့၎င်းပင်လေကိုလန်တန်တော်နှင့်မိုးတကယ်သို့၎င်း ထိုမင်းအဖို့ဘေးဥပတ်ကို ပြင်ဆင်၍အေဂုတုလက်ထက်၌ကဲ့သို့တဖန်လှန်တန်တော်ကိုခြီတော်မူမည်ထိုကာလ၌သူဤဝန်ကိုတင်ဤပခုံးပေါ်က၎င်းသူဤထံဘိုးကိုတင်ဤလေပင်ပေါ်က၎င်းခြာရ၏စုဝချင်းကျေစုကြောင့်တဘိုးပျက်စီးရ၏အာရတ်မြို့သို့ရောက်လေပြီ မိဂယုံမြို့တိုင်အောင်လွန်သွားပြီမိမ့်မတ်မြို့၌လှဲမြကိုခြာထားပြီးတောင်ကြားကိုလွန်ကြပြီး ဂေဝမြို့၌စားခန့်ချကြပြီးယာမမြို့သည်ကြောက်လန့်လျက်ရှိ၏ရှောလုနေရာဂိပါမြို့သည် ပြေ၏အိုဂလိန်မြို့သည်ကျွေးကြော်လောအိုလဲရှမြို့နားထောင်လောအာနတုံမြို့သည်အမင်္ဂလာရှိ၏မာတမေနမြို့သည် ပြောင်းသွားပြီးဂေဗိန်မြို့သားတို့သည်လွတ်အောင်ပြေကြ၏နောပမြို့၌တရက်နေပြီးမှ စီအောင်သူတို့သည် တောင်တီးယူသောယေရုရှလင်တောင်ကို ရွေ၍မိမိလက်ကိုလှုပ်လိမ့်မည်။ကောင်းငင်ဘုခြေသခင်အရှင်ထာဝရဘုရားသည်ကြောက်မက်ဖွယ်သော အချင်းအရာနှင့်တစ်ပင်အထုကိုပယ်ရှင်းတော်မူမည်။အယက်မြင့်သော အခတ်တို့ကိုခုတ်လဲ၍ကြီးမားသောအခတ်တို့ကိုနှိမ့်ချတော်မူမည်။တောအုပ်ကို ပစိန်နှင့်ခုတ်ပယ်တော်မူ၍လေပနုံတောသည်တကိုးကြီးသောသူ၏လက်အားဖြင့်လဲလျက်နေလိမ့်သည်။ ကြားနာရသူအရောက်စီရင်ကိုဖျားခင်ကောင်းကြီးပေးပါစေ။ကောင်းကင်ဘုရားရှင်သာရဘုရားသခင် ဖယားသခင်ရဲ့ကျေးဇူးတော်ပေါင်းကိုရည်တွေ့ချီးမွမ်းပါရယ်တသမီတို့တညတာညစ်ချိုက်စွာအိဆက်ခွင့်နဲ့အတူတာယာတဲ့နနက်မှာကျမ်းမာစွာဖြင့်နုထအသက်ရှင်ရခြင်းခွင့်နဲ့ဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုဖတ်ရှုဆင်ခြင်ရတဲ့ခွင့်အတွက်ကျေးဇူးတင်ပါရယ်ယနေ့တသမီတို့ရဲ့အသက်တာမှာဖယားခင်ကိုယ်တိုင်ကိုးကွယ်ပြီးတော့မှဖယားခင်ကိုယ်တိုင်ခိုးလုံကိုးစားသောအသက်တာများဖြစ်စေဖို့ရန်အတွက်ဖယားခင်တသမီတို့ကိုတွင်တင်တော်မူပါဣတရေလအမျိုးသားတို့သည် ဖျားသခင်ကိုပြစ်မာပြီးတော့မှ အခြားသောဖျားများကိုကိုးကွယ်သောအတ္တတာယုတ်ထုစင်းထုကိုကိုးကွယ်သောအတ္တတာဖြင့်အသက်ရှင်ခဲ့တဲ့အခြေအနေတွေရှိသလိုဒါသမီးတို့သည်ဖျားသခင် မဟုတ်သောအခြားသောလောကရဲ့တတ်မှတ်မှုများနောက်ကိုလိုက်ပါပြီးတော့မှ သာရဖျားထက်နံပါတ်1နေရာမှာထားမိတဲ့အခြေအနေလည်းပဲရှိမှာဖြစ်ပါတယ်။ဖျားခင်သားသမီးတို့အဖြစ်ကိုလွတ်လျက်သားသမီးတို့ရဲ့အတ္တဓာတ်ဒီသာရဖျားကိုသာလင်ကိုးစားပြီးတော့မှအသက်ရှင်သောတတ္တာများဖြစ်စေဖို့ရန်အတွက်ဖျားရှင်သားသမီးတို့ကိုသွန်သင်တော်မူပါမည်အကြောင်းတပါတိသောသားတော်သခင်ယေရှုခရစ်တော်ဖျားနာမကိုအမိပြု၍အလွန်ယုတိစွာဖြင့်ဆုတောင်းဆက်ကပ်ပါသည်ဖျားအာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောတမီတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသူဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေးဇူးတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်